ကဲကဲဒါတော့ပေါ့နော်လိုင်းမော်ဟာကနာမည်လေးလုံးနဲ့73ပဲရောင်းနေဆိုင်ကပစ္စည်းဖြစ်ပါတယ်ရှင်ဒီပစ္စည်းကတော့ဘယ်မှာပဲရောင်းရောင်းဝယ်မဲ့သူမရှိလို့သူ့ဆိုင်မှာသွားပြန်ရောင်းပါတယ်ပေါ့နော် ူဆိုင်မှာသွားပြန်ရောင်းတော့ခါကြတော့ပြောပြမယ်သူဒီဒီပစ္စည်းဝယ်ထားတဲ့ဒူဝါထိုင်းနိုင်ငံဖြစ်တယ်ထိုင်းနိုင်ငံနေပြီးတော့ပြန်ပို့လာတာဘောင်ရှားကြတော့လမ်းမှာပေါ့နော်တိမ့်မှာကြောက်လို့သူတို့မထည့်ပေးလိုက်ဘူးတဲ့အဘောင်ရှားနဲ့ဆိုရင်ဟုတ်တယ်လမ်းမှာကြောက်လို့ရှင်တန်စာကားတွေကလည်းပို့စည်းကြီးတော့ဒီတိုင်းမထည့်ပေးလိုက်တာကိုကလည်းဒီတဝိုက်မှာအဲ့ဒီဆိုင်ရှိတယ်ဆိုတော့ရောင်းပေးမယ်ဆိုပြီးတော့အာမခံပြီးတော့ပို့လာခိုင်းလိုက်တာပေါ့နော်အဲ့ဒါနဲ့ကျမကကျမဒီရွှေရကြတော့တခြားဆိုင်မှာရောင်းရင်ဘယ်ဆိုင်မှမဝယ်ဘူးမဝယ်တော့ခါကြတော့သူ့ဆိုင်ကိုသွားရှာပြီးတော့ကျမတို့ကရောင်းနေရောင်းတော့ခါကြတော့သူ့ဆိုင်ကဘောင်ရှားမပါလို့တဲ့ဘောင် ရှာမပါလို့ဆိုတော့ခါကြတော့သူတို့တစိပ်ပါတယ်တစိပ်ပါလဲမရဘူးလားဆိုတော့မရဘူးတဲ့အဲ့လိုမျိုးလေးမရသေးလို့ပါတဲ့ဆိုတော့ခါကြတော့ပြောချင်တာကလေ73ဘဲကြီးရောင်းတာပေါ့နော်73ဘဲကြီးရောင်းတာဆိုတော့ခါကြတော့ပေါ့နော်73ဘဲကြီးပြည့်လို့ရှင်ဘဲဆိုင်မှုဆိုဝဲတဲ့ဒါမဲ့ကိုက73ဘဲကြီးလဲအပြည့်ရမလို့ဘူးတစိပ်ကလဲထောင်းထားသေးရဲ့ဆိုတော့လေ နောက်တစ်ခါကျရင်တကယ်လို့ပေါ့နော်73ပဲရောင်းမယ်ဆိုရင်73ကဲအပြည့်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆိုင်ရဲ့ logo လေးကိုတော့ထောင်းပေါ့နော်တကယ်လို့ဒီလိုမျိုးအည်သွေးမကောင်းတာကြီးကိုလုပ်ပြီးတော့ဒစိကြီးထောင်းထားတော့ခါကျတော့ဒီစိကြီးမြင်ရင်ဘယ်သူမှမဝယ်ဘူးမဝယ်တော့ခါကျတော့ပေါ့နော်ဒီမှာအရေးကြိုပြမယ်လောက် အဲ့တော့လေနောက်ခါကျရင်သူများဆိုင်မှာဘဲဆိုင်မှာရောင်းရောင်းရောင်းလို့ရအောင်ပေါ့နော်ကိုယ့်ရဲ့တစိကြီးကိုမရိုက်ပါနဲ့လို့ပြောချင်ပါတယ်ဒီတစိကြီးပါရင်ဘဲဆိုင်မှာမယူဘူးနော်ပဲ့ရည်ပြည်လို့ရှိရင်ကိုယ်လည်းရွှေဆိုင်မဲ့ပြည့်တဲ့ကြောင့်မလို့ပဲ့ရည်ပြည်လို့ရှိရင်သူများကိုဒုံးနဲ့လည်းရောင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အေးပြန်ကြိုပြီးတခုခုလုံးလို့ရတယ်ပေါ့နော်အခုကကျတော့ပဲ့ရည်မပြည့်တော့ဘဲဆိုင်မှာမဝဲဘူးဒီအိုက်ဆင်ရဲ့ပစ္စည်းဆိုအိုက်ဆင်မှာပဲသွားသွင်းလို့ပြောတယ်ပေါ့နော်သွားသွင်းတော့လည်းဘောင်းချမပါလို့တဲ့ကိုယ့်ဆရာပစ္စည်းတောင်ကိုကြည့်လို့မတက်တာလားဂျင်းထည့်ရလားတော့မပြောတတ်ဘူးပေါ့နော်အဲ့ဆိုတော့ခါကျတော့ဒီမှာအေးကြိုလိုက်မယ်ရှင်နော်အဲ့တော့နာမည်လေးလုံးနဲ့ဆိုင်ရင် ရှောင်လိုက်ပါရှင်เนาะဝေဝေးရရှောင်လိုက်ပါရှင်ကျမတို့လည်းဆွေဆိုင်ပဲဖြစ်တယ်ပေါ့เนาะအည်သွေးရဘယ်လောက်ရှိရဆိုကိုရောင်းတဲ့အည်သွေးကိုကိုအပြည့်ဝတာဝန်ယူရမှာပေါ့เนาะဒါမှမဟုတ်အည်သွေးကကိုမပြည့်ဘူးဆိုလည်းကိုဆိုင်မှာပြန်လည်ရောင်းတဲ့ခါကျရင်เนาะကိုတစိမ့်ပါနေเนาะလက်ကိုခံပေးရမှာလीเนาะကျမတို့ဆိုအပြည့်ရွှေတောင်မှပဲအချိန်ဒီအချိန်ကကြည့်ပြီးတော့လက်တင်ခံပေးတယ်ဆိုတော့ကိုဆိုင်ရွှေကတော့ညင်းလို့ဘလို့မှမရဘူးလीเนาะအဲ့ဆိုတော့ဒီမှာကဲခဏအည်သွေးလေးတစ်ချက်ပြပေးမယ်เนาะဆက်ဆံပြီးပါเนาะ di bawah poli poli lah tangan aja ini ya yuk sana aja kini oke nah gua ini mau apa apa udah majalu tangan aja boleh hmm gimana uh itu itu တရှိလောက်ကြည့်လိုက်ပါအောင်နော်တရှိလောက်ကြည့်လိုက်ပါအောင်ရှင်ရှင်တရိတ်တော့ရှင်ရှင်တရိတ်ခဲလားရွှေလားခွဲရှာမရဘူးနော်အဲ့တော့ခါကြတော့ပြောချင်တာကပါလဲဆိုတော့နောက်တစ်ခါကြားလို့ရှိရင်ကိုယ်ဆိုင်ကဘောင်ရှာမပါလို့ပြင်မယူဆိုရင် အဲ့ဒီကိုဆိုင်ရဲ့ logo ဒီစိုက်ကိုမထောင်းလိုက်ပါနဲ့ပေါ့နော်မထောင်းလိုက်နဲ့ဘာဖြစ်လို့လဲဆိုတော့ဟာသူများဆိုင်ကအဲ့ဒီ logo မြင်တာနဲ့ဘယ်ဆိုင်မှမဝယ်ဘူးမဝယ်လို့ကိုဆိုင်မှာပြင်လိုက်အောင်လို့ပြန်တော့လဲနောက်ခါကျရင်အဲ့လိုရွှေဝယ်မယ်အဲ့ဆိုင်ဝယ်မယ်ဆိုလို့ချင်းလေရွှေပေါင်းချာဟိုပေါ့နော်မိကန်တရားတွေမှာထည့်ပြီးသိမ်းပါရွှေရတော့သိမ်းရင်သိမ်းမသိမ်းရင်နေပေါ့နော်အဲ့လိုပြောချင်တယ်ရှင်ဘာလို့လဲဆိုတော့သူဆိုင်ရွှေသူဘယ်ဆိုင်မှမယူဆိုတော့အဲကျန်တဲ့ဆိုင်မယူလို့ရှင်ကျမတို့ကရွှေရောင်းသမားမလို့ထားလိုက်ပါတော့နော်ရိုးရိုးတာမန်လူတွေဆိုလို့ရှင်ဘယ်ဆိုင်မှမယူထမင်းငတ်သွားမှာเนาะအားကြောင့်လို့ပြောတာပါရှင်เนาะစေတနာဖြစ်ပြောတာပါရှင်ကျမတို့လည်းရွှေဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ဆိုင်က အဘလို့ပဲဖြစ်နေဖြစ်နေကိုရောင်းထားပေးတဲ့အည်သွေးကိုဝယ်နိုင်ဝယ်သင်းတဲ့လောက်နဲ့ကိုလက်ခံပေးရမှာပဲဖြစ်ပါတယ်ပေါ့နော်